အလောင်းဝမ်းမင်္ဂလာပါတရှိဘောတက်ရှ်မှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop တင်ကန်စာအပိုင်းသစ်အနေနဲ့အာ Photoshop မှာအခေါ်ဝေါ်ဒီဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့มาပဲဖြစ်ပါတယ်ပထမအောင်ဆုံးအနေနဲ့ Photoshop ကိုဖွင့်ဖို့အတွက်အာ double click လေးနဲ့ပြီးတော့ဖွင့်လိုက်ပါမယ် ဟုတ်တော့ Photoshop ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ကွာဒီရဲ့ screen လေးကိုမြင်ရလိမ့်မယ်ပေါ့နော်။ကွာပါမမတုံရတည်ဘူးဆိုလို့ရှိရင်တော့ဒီနေရဲ့ reset နေရမှာပါမပေါ်နေမှာမဟုတ်ပါဘူး။အဲ့တော့အာ file တစ်ခုခုယူဖို့အတွက် new file ကိုနှိပ်လိုက်ပါမယ်။ new file နေရာမှာဒီမှာသူ auto ချထားပေးပြီးဒါစာရွက်လေးရှိရပေါ့နော်။အာကဲ၍ photo တဲကိုတော်လိုက်မယ်ဆိုလို့ရှိရင်တပုံဆိုင်နဲ့ပတ်သက်တဲ့အာ file site တွေကြာလာလိမ့်မယ်ခွာ အာ၄လျှောက်တုံး၅ခွန်တို့ကြာလာလိမ့်မယ်ပေါ့နော်ပြီးလို့ရှင် print ထဲသွားလိုက်လို့ရှင်လည်း A4 တို့ legal တို့ဆိုပြီးတော့ရှိပါလိမ့်မယ်အာဒီရဲ့ add an illustration ထဲမှာလည်းအတိုင်းပဲ site တွေရှိမယ် word mobile ထဲမှာလည်းသူရဲ့ site တွေကိုသူတက်မှတ်ပေးပြီးသားရှိလိမ့်မယ်ပေါ့နော်အဲ့တော့ကိုကသူတက်မှတ်ပေးထားတဲ့ site အတိုင်းမသုံးရှင်ဘူးတက်တက်သုံးရှင်နေဆိုလို့ရှင်ဒီရဲ့ဒီဖက်ညာဖက်က panel လေးထဲမှာလာပြီးတော့ရိုက်ထည့်ပြီးသုံးလို့ရရယ်ပေါ့နော်အာ width ကိုကိုကြိုက်တဲ့လောက်ထည့်လို့ရရယ် height ကိုလည်းကိုကြိုက်တဲ့လောက်ရိုက်ထည့်လို့ရရယ်အဲ့ တော့ဒီနေ့နေရာနေပဲယူလိုက်မယ်ဆိုရင် width ကို width ကို lead ထားပြီးတော့ height ကိုအာရှောက်ထားလိုက်မယ်ပေါ့နော်အဲ့မှာကိုက orientation ပြောင်းရှင်းနေဆိုလို့ရှိရင်ဒီလိုမျိုး portrait အနေနဲ့မဟုတ်ဘဲနဲ့အာ landscape အနေနဲ့တောင်းရှင်းနေဆိုဒီရဲ့ landscape မှာလာပြီးတော့နေလိုက်လို့ရရပေါ့နော်အဲ့ဆိုသူကတက်ခါတဲ့ဒီမှာအာ width ကရှောက် height ကလေးဆိုပြီးပြောင်းသွားပါလိမ့်မယ်ဒါမှမဟုတ်ကိုက အာ portrait နေနဲ့ပဲတောင်းမယ်ဆိုလို့ရှိရင်တော့ portrait ကိုပဲလာပြီးတော့ယူလိုက်ပြီးတော့ create ကိုလောက်လိုက်ရပါတယ်ပါ create လုပ်ပြီးပြီဆိုရှင်သူကဒီရဲ့ပုံစံလေးကြာလာလိမ့်မယ်ပေါ့နော်အဲကြာလာပြီးပြီဆိုလို့ရှင်ဒီရဲ့ screen လေးကို မြင်နေရပါလိမ့်မယ်အဲ့တော့အာဒီရဲ့ screen မှာ တီနာလေးမှာရှိတဲ့ဆာရွက်ရှိနေတဲ့နေရာကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်သူကို wall space လို့ခေါ်ပါတယ်အာဘာလို့လဲဆိုတော့ကိုအလုံးလုံးမဲ့ဟာဒီကိုဒီရဲ့ screen ပေါ်မှာအကုန်လုံးလာပြီးတော့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးကိုလာပြီးတော့ wall space လို့ခေါ်တာပဲဖြစ်ပါတယ်အဲ့တော့အာ wall space အာတည်ပြီးသားပြီးဆိုလို့ရှိရင်ဒီနာလေးမှာရှိတဲ့ဒီအပေါ်က fine တို့အဲ့တက်တို့ကိုသူကကြတော့ menu လို့ခေါ်ရပေါ့နော် menu bar လို့ခေါ်ပါတယ် မန်ယူဘာလို့ခေါ်ရဲပေါ့နော်အဲ့တော့သူကိုမန်ယူဘာလို့ခေါ်တယ်အာပြီးသွားပြီဆိုလို့ရှိရင်အာဒီတောင်းလာလေးမှရှိရဲဒီရဲ့အကွက်လေးကိုကြတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင်သူကိုကြတော့ true boss လို့ခေါ်ပါတယ် true boss သူပါဆိုလို့ခေါ်ပါတယ်နောက်ပြီးတော့ခုနက menu bar မှာရှိ မနူပါအောက်မှာရှိတဲ့ဒီရဲ့ပါလေးကိုကြတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင်အဲ့ဒီရဲ့ပါလေးကို option bar လို့ခေါ်ပါတယ် option bar လို့ခေါ်ရပါတော့နောက်ထပ်တစ်မျိုးသူ့ကိုဘာခေါ်သေးလဲဆိုလို့ရှိရင် two option bar လို့ခေါ်ပါတယ်ဘာလို့သူ့ကို two option bar လို့ခေါ်ရတာလဲပေါ့ အာဘာလို့သူ့ကို true option ပါလို့ခေါ်လဲဆိုလို့ရှင်အခုတည်းရဲ့ two box တဲမှာ move to ကိုရွေးထားရဲဆိုလို့ရှင်ဒီရဲ့ option ပါနေမှာမှာသူက move to နဲ့ဆိုင်တာလေးလာပြီးတော့ပြပေးရဲပေါ့နော်အကြေးတီမှာကိုက crop to ကိုလာပြီးတော့ရွေးလိုက်မယ်ဆိုလို့ရှင်ဒီ option နေမှာ crop to နဲ့ဆိုင်တာလေးလိုက်ပြီးတော့ပြောင်းသွားတဲ့အတွက်ကြောင့်မလို့သူကိုအာ two option ပါလို့နောက်တစ်မျိုးခေါ်ကြရပဲဖြစ်ပါတယ် ဲ့တော့ဒီဖက်ဘေးနားမှာရှိတာလေးတွေကိုကြာတော့အာဘာလို့ခေါ်လဲဆိုလို့ရှိရင်ပန်နယ်ဆိုပြီးတော့ခေါ်ပါတယ်ဒီဖက်မှာရှိတာကိုပန်နယ်ဆိုပြီးတော့ခေါ်တယ် မြန်မာပန်နယ်မှာဗ ారి ရှိမလဲဆိုရင်လေယာပန်နယ်တို့လို့ရှိရင် history တို့အဂျာမန်တို့စတဲ့ပြင်ရှိရင်ရှိမယ်ပေါ့နော်ဒီပညာဖက်တာနာလေးမှာရှိတာကိုတော့ပန်နယ်လို့ခေါ်တယ်အာအပေါ်ဆုံးကဗားလေးကိုမညူပါလို့ခေါ်တယ်အဲဒီမညူပါရဲ့အောက်ကဟာကို option ပါဒါမှမဟုတ် true option ပါလို့ခေါ်ပြီးတော့ဒီဖက်တာနာလေးက box လေးကိုကြတော့ true ပါအာ true box လို့ခေါ်တယ်လို့ရှိရင်အာဒီနားမှာရှိတဲ့ ဆိုင်ရပေါ်နေတဲ့နေရာလေးကိုကြတော့ wash bay လို့ခေါ်ရပဲဖြစ်ပါတယ်ရှင်။အာဒါဆိုလို့ရှင်တော့ဒီနေ့အာ Photoshop သင်ခန်းစာအပိုင်းတစ်ကတော့ဒီလောက်ပါပဲရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။